စီဗီဝင်ကြီးအဖြစ်ရွေးကောက်ခံဝေပြိုင်တဲ့အတွက်ထက်တက်ထွန်းတယောက်လူပြောများနေကဲပြိတ္တကြီးတို့ဤအမြဲတမ်းတွက်လက်ဖြက်လက်တဲ့ထက်တက်ထွန်းကတော့အခုချိန်မှာဆိုရင်အမှုပညာအတိုင်းဝိုင်းတစ်ခုလုံးအံ့ဩသွားအောင်လှုပ်လာခဲ့ပြီပဲဖြစ်ပါတယ်။အားလုံးတိကျတဲ့အတိုင်းထက်တက်ထွန်းဟာအမှုပညာလောကတွေကိုရောက်လာခဲ့ပြီးမကြခင်မှာပဲသူမရဲ့ထက်မြက်တွက်လက်မှုကြောင့်နမယ်ပြက်အနေငယ်ရှိလာခဲ့တယ်လို့ခုလိုမျိုးရွေးကောက်ခံရသည့်ကိုရောက်တဲ့အခါမှာလေနိုင်ငံရေးလောကတွေကိုထက်မှန်ဝင်လာခဲ့ပြီပဲဖြစ်ပါတယ်။တကယ်တမ်းမှာကျတော့ထက်တက်ထွန်းတယောက် စီပင်ဝင်ကြီးအဖြစ်ရွေးကောက်ခန္ဓာဟာအမှုပညာလောကထဲမဝင်ရောက်ခင်မှာကလေးကဒီယာတူးတစ်ခုတည်းကိုသာပါတီထောင်ပြီးဝင်ရောက်အရွေးခံခဲ့ပေမယ့်သူမရဲ့စဏ္ဍာရီကမပြေဝခဲ့ပါဘူး။ဒါပေမဲ့လည်း2025ခုနှစ်ကိုရောက်တဲ့အခါမှာတော့အမှုပညာအလုပ်တွေကိုခဏရပ်ထားပြီးနိုင်ငံရေးကိုပဲတဖန်ပြန်လုပ်တော့မယ်လို့ဆုံးဖြတ်ပြီးစီပင်ဝင်ကြီးနေရာကိုထပ်မံရွေးကောက်ခံနေပြီပဲဖြစ်ပါရှင့်။ ဒါကြောင့်မဲပြည်သက်တွေတော်တော်များများကမြောက်သိကိုင်းကုသလိုမျိုးဖြစ်နေတဲ့ထက်ထက်ထွန်းကိုအနုပညာလောကတွေမှာတော့မျက်စိနှောက်နေရနိုင်ငံလောကတွေဝင်ရောက်မယ်ဆိုပြီးဝိုင်းပြောနေကြတာပဲဖြစ်ပါရှင်ဆိုတော့ပြည်သက်ကြီးတို့အမိကိုလည်းပြောပြသွားပါအောင်ရှင်